မိင်္ဂလာပါမျိုးတို့ရေအန်ရကင်းလို့ပဲရှင်းပါလိမ့်ရှင်ကျွန်တော်တို့အခုငလင်ပေးလာလို့ရင်းနဲ့ငလင်အသေးသားလေးလှုပ်တာနဲ့ကြုံလိုက်လို့ခေါင်းနဲ့နဲ့မူးနေပါတယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်မက အကားမပြောနဲ့စိုက်ကားတော့နောက်ပြန်စီမူတက်တယ်နော်အခုလည်းကားစီးတော့အရင်မူတယ်မူတော့ကားမူပြောက်စေးတောက်ပြီးသူကတောက်လျှောက်အိတ်လာပါတော့ခီးလဲစီခီးတက်လျှောက်ဘာမှမကြည့်အောင်ကျွန်မကားမူပြောက်စေးတောက်လိုက်တော့အိတ်နေခီးရောက်လို့ရှိရင်ကားဘွားဆင်းပြီးလှုပ်လိုက်တယ်အဲ့လိုမျိုးလှုပ်တာပေါ့နော်အခုကြတော့မှကားဘွားဆင်းစေခြင်းအဲ့ဒီမှာအလှူဒါနပြုနေတဲ့ငလျင်သေးသားလေးလှုပ်တာနဲ့ကြုံလိုက်လို့တော်တော်ကြီးမူးသွားပါတယ်ဆိုတော့ဒီလိုငလျင်အပြင်းသားကြီးလှုပ်ပြီးတော့နော်နေစရာခိုးစရာအရိတ်တွေမဲ့ပြီးတော့အသက်ဇီဝတွေမဲ့သွားတဲ့လူတွေအခုမှပို့ပြီးတော့ဒီထက်မက နော်ကိုရောစိတ်ပါအတော်ထိခိုက်တဲ့ရရလိမ့်မယ်လို့ကျွန်မကိုချင်းစာမိပါတယ်ဆိုတော့ကျွန်မလက်ရှိအခုဒီမန္တလေးတိုင်းမဟာမြို့တွေမှာရှိရဲငလင်ဘေးတင်ပြည်သူတွေအာလူမျိုးတို့ဒေတာပြန်လဲထူထောင်ရေးပေါ့နော်သူတို့ဆိုအိုးအိမ်တွေပြည့်စည်သွားတယ်အသက်တွေဆုံးရှုံးသွားတယ်မိသားစုတွေဆုံးရှုံးသွားတယ်လူတွေအတွက်အလွန်ဝေးအာ24ဒေကျဲလာရောက်ယူနေခြင်းဖြစ်ပါတယ်ရှင်အများသူငါမှုဒေတာပွားလို့တာဝန်ခံလိုက်ကြပါစေဒီလူတန်းမှုစုစုပေါင်းမှာပါဝင်လူတန်းကြတဲ့အလူရှင်လူမတိုးတယောက်ချင်းစီကိုကိုလည်းပဲကျေးဇူးအထူးတင်ရှိပါရဲ့ပြုပြုသမ ्या ကုသိုလ်တွေအဖို့ပါကကိုလည်းကျွန်မလည်းအထက်တူထက်တူထက်မြရရှိကြပါ ပါစေအားလုံးကိုလည်းအမျှဝေပါရယ်အားလုံးတောင်းလို့ခွန်နိုင်ကြပါစေအကောင်းမှုတွေနဲ့နိုင်ပံရောက်ကြောင်းထောက်ပံ့ကောင်းဖြစ်ပါစေအဲဆိုတော့တလန်စားတယ်ကြီးဆောင်ရင်ကြွနဲ့အဲကြီးဆောင်ရင်ကြက်နေဆိုရဲအဲကျမတို့ဇကားလေးရှိတယ်တချို့ဆိုလို့ရှိရင်ဘယ်လိုပြောမလဲတော့ ဖရားလည်းဖူလိတ်ဦးလည်းတူပေါ့နော်အဲဒီလိုစကားလေးတွေစကားပုံလေးတွေရှိတယ်ကျမတို့တော့ဒီနိုင်ငံရဲ့မိသားရေးကိုအမြဲတမ်းလုပ်နေတဲ့အလူတယောက်နေနဲ့အမျိုးသမီးတယောက်နေနဲ့မိမတယောက်နေနဲ့ကတော့ဟာကျမကငလင်းဘေးသိပြည်သူတွေကိုတွားရောက်လှူဒန်းနေပါတယ်တို့ပေါ်ကျမဝါသနာပါရအာတာယာနိုင်ငံရေးကိုလည်းကျမကလွတ်လွတ်ရှုထားလို့မရဘူးပေါ့ဆိုတော့ဒီနိုင်ငံရေးအကြောင်းအရာလေးကျမပြောချင်တာကတော့အဲကျမတို့နိုင်ငံကောင်ဆောင်တမတော်ကာကွယ်ဦးစီးချုပ်ကြီးပေါ့ကျမတို့နိုင်ငံကိုစားပြုနေနဲ့ထိုင်းနိုင်ငံမှာကျမရဲ့ best အစီအွေကိုတက်ရောက်တယ်ဒီမှာကျမသဘောကျတာအချက်ကတော့ဒီထိုင်းကအင်ရှင်ဖြစ်ခြင်းမှာတယ်ထိုင်းဝင်ကြီး းချုပ်ကိုအဲကျမတို့နိုင်ငံကြီးကဲကနေပြီးတော့အဲပကြီးကားလေးလက်ဆောင်ပေးတယ်ဒီပကြီးကားဒီကျမတို့ဗကန်မြို့မှာပေါ့နော်ဒီဗကန်က ဒါဓမယံကြီးဖျားပချီကားလေးလက်ဆောင်ပေးတာအားလုံးမြည်ပြီးဖြစ်ပါလိမ့်မယ်နော်ဆိုတော့ဟိုဒီမှာချင်းညီမလေးတွေကြံဆိုတာကိုကြီးတို့ပိုင်နေနော်ကြံဆိုတာကိုကြီးတို့ညီမတွေကဗကန်ခစ်တဲ့ကဗကန်ခစ်မှာဆိုလို့ရှိရင်ကျမတို့ဗကန်မှာဆောလာဝင်းကိုဘုရားကြောက်စာရှိတယ်အဲဒီဆောလာဝင်းကိုဘုရားကြောက်စာရဲ့ကြောက်စာကောင်းစီမှာကတင်းကြံလို့စလုံးထွင်ထားတယ်အောက်ကတော့ဟိုကြောက်စာတွေဖြစ်တဲ့အတွက်ကျမမဖတ်တတ်ဘူးခေါင်းစဉ်မှာတော့တင်းကြံအတိအကျရေးထိုးထားတယ်ဆိုတော့ဒီဗကန်ခစ်မှာတဲ့ကဆောလာဝင်းကိုကြောက်ဘုရားကြောက်စာတမိုင်းထောက်တာတွေရရှိပါလေနဲ့အခုထိုင်းကကျမတို့မြန်မာနိုင်ငံကိုကြော ်ပြီးတော့ချိန်လန်းတက်တက်နဲ့လှုပ်ဆောင်မှုကိုကျွန်တော်တို့စိတ်မကောင်းဖြစ်ခဲ့ရတာရှိတော့เนาะလက်ရှိမှာကျွန်တော်တို့နိုင်ငံခေါင်းဆောင်ကထိုင်းနိုင်ငံကိုတရားဝင်သွားရဲ့ခီးစဉ်မှာထိုင်းနိုင်ငံခေါင်းဆောင်ကိုတကြံပုံပကြီးကလက်ဆောင်ပေးပြီးတော့ဒီမှာညီမလေးရေတကြံဆိုတာအကိုကြီးတို့ပိုင်တော့ရေကျုံးမှုကိုခိုးလို့မရဘူးဆိုတော့ပုံစံမျိုးဖြစ်အောင်အာကျွန်တော်တို့အတာကြီးနဲ့အမှုကြီးနဲ့ နိုင်ငံရေးရာပြန်လည်ခြေပနိုင်တဲ့အတွက်လည်းဝမ်းသာမိပါတယ်ကျေးဇူးလည်းတင်ပါတယ်နိုင်ငံသားတယောက်အနေနဲ့ဒီကိစ္စပေါ်မှာအင်မတန်မှကျေးဇူးပီတိဖြစ်ရပါတယ်နောက်တစ်ခုကြတော့ကျမတို့ထိုင်းနိုင်ငံကိုအတုခိုးရမယ်အတုယူရမယ်ကိစ္စတစ်ခုဒီအကြောင်းအရာကိုကျမမဘုဒ္ဓမာသေးသည်အဲကျမနှစ်တိုင်းနှစ်တိုင်းတင်ညာနာနေ့တိုင်းသံဃာနာနေ့တိုင်းမှာပြောလာခဲ့တာလေးနှစ်တိတိရှိပါပြီအဲ့ဒါပါလဲဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာ standard history ရေးခဲ့ပြီးပြီထိုင်းပြည်သူတို့နိုင်ငံရဲ့ standard history ရေးပြီးတော့ကဘာကိုတင်ပြနိုင်ခဲ့ပြီဖြစ်တယ်ထိုင်းနိုင်ငံကเนาะအာကျမတို့အင်းကြီးနိုင်ငံဖြစ်တယ် ်သို့တော်သူတို့မှာနိုင်ငံရေးအသိအမြင်ကျွဲပါတယ်ဒီနေ့အပြင်သူတို့မှာစစ်တွေစစ်ပွဲတွေမရှိတယ်သူတို့နိုင်ငံအဖွံ့ဖြိုးတိုးတက်တဲ့အတွက်တော့သူတို့နိုင်ငံအရေးကိုသူတို့စောလင်စွာလုပ်နိုင်တယ်ထိုင်းနိုင်ငံမှာ standard history ရေးပြီးပါပြီကျမတို့မြန်မာအများစုကထိုင်းနိုင်ငံဒီဇံကိုသူတို့ UNESCO ကပိုင်ရေးချိန်မှုအမွေနဲ့စရင်ရှောက်လိုက်တဲ့အခါမှာကျမတို့စိတ်မကောင်းနေဖြစ်ခဲ့ရတယ်။အော်ထိုင်းမှာထိုင်းမှာဒီလိုမျိုးလုပ်နိုင်ပြီငါတို့မြန်မာတွေမလုပ်နိုင်ဘူးဆိုပြီးကျမတို့စိတ်မကောင်းဖြစ်ခဲ့ရတယ်ပေါ့။ဒီထက်ပိုပြီးတော့ကြီးမားတာတစ်ခုကြတော့ထိုင်းနိုင်ငံက standard history ရေးနိုင်ခဲ့ပြီးပြီးကျမတို့မြန်မာနိုင်ငံမှာ standard history မရေးနိုင် ုင်သေးဘူး။ဒါကြောင့်မို့ standard history ရေးနိုင်မှုလိုပါတယ်။ standard history ဆိုတာကနားလည်လွယ်အောင်ပြောမယ်ဆိုရင်မြန်မာနိုင်ငံဖြစ်ပေါ်လာပုံတမိုင်းကြောင်းကျမတို့မြန်မာပြည်မှာကြတော့မြန်မာနိုင်ငံဖြစ်ပေါ်လာပုံတမိုင်းကြောင်းကအင်းဝါခက်ကဘလို့ဖြစ်တယ်၊ပင်ရခက်ကဘလို့ဖြစ်တယ်။အဲကျမတို့ပြည်မှာဆိုရင်ပြူခက်ပေါ့နော်။အာပြူခက်ကရှေ့ရောက်ပြူမှာဘလို့ဖြစ်တယ်ဆိုပြီးတော့ကျမတို့မြန်မာအချင်းချင်းသာပဲကျမတို့ရာဇဝင်တွေစာပေတမိုင်းထောက်တာတွေပြောပေမယ်ကဘာမှာမြန်မာနိုင်ငံဖြစ်ပေါ်လာပုံတမိုင်းကြောင်း standard history ကိုရေးသွင်းပြီးတင်ပြနိုင်ခြင်းမရှိပါဘူး။မရှိတဲ့အတွက်လည်းကျမတို့မြန်မာတမိုင်းကို ဟိုဒီလက်ရှိမှာတခြားသောနိုင်ငံရဲ့အယောင်သွေးတွေနဲ့လိုအပ်တယ်လို့ပုံဖော်ပြီးတော့ကျွန်တော်တို့တိုင်းရင်းသားထဲမှာမပါတဲ့ လူမျိုးတွေကိုတိုင်းရင်းသားထဲမှာထည့်သွင်းဖို့စူးစမ်းနေကြတာတွေရှိတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီထိုင်းနိုင်ငံကိုအတူယူပြီးတော့မြန်မာနိုင်ငံမှာ standard history ရေးနိုင်ဖို့တိုက်ဖို့အရေးကြီးပါတယ်။ဆိုတော့တက်လာတဲ့ဆိုးရတိုင်းဆိုးရတိုင်းကလည်းဒီကိစ္စလေးကိုနော်ဥကဥစားပေးဆောင်ရဲ့ဆေးချမာတယ်။လက်ရှိနောက်25 20ထောင်မှာရွေးကောက်ပွဲကျင်းပလို့နော်နိုင်ငံရေးပါတီတွေပေါ်လာမယ်။အစိုးရရတအစိုးရတရပေါ်လာခဲ့မယ်ဆိုလို့ရှိရင်လည်းပဲအရေးကြီးအဆိုအနေနဲ့နံပါတ်1ကမြန်မာနိုင်ငံမှာ standard history ရေးသွင်းနိုင်ဖို့ကမ္ဘာကိုမြန်မာနိုင်ငံဖြစ်ပေါ်လာဖို့တမိုင်းချောင်းရေးသွင်းတင်ပြနိုင်ဖို့နဲ့နံပါတ်2ကတော့ ့ဒီ1962ခုနှစ်ပေါ့နော်အကျွန်တော်တို့နိုင်ငံတော်ဘာသာဥပဒေတားထန်းခဲ့တာရှိပါတယ်တမရမန်ဝင်းမောင်လက်မှတ်ရေးထိုးခဲ့တဲ့ဥပဒေကိုပြန်လဲအသက်သွင်းဖို့ဆိုပြီးတော့ဒီနှစ်ခုကိုဦးစားပေးလှုပ်ဆောင်ဖို့ညွှန်လင့်ပါတယ်လှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်ကျွန်တော်တို့ကထိုင်းနိုင်ငံကိုအတူယူပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံဒီလည်းပဲတကြံကိုလည်းအဲကျွန်တော်တို့ဒီအဲ UNESCO ကပိုင်ချင်းမှုဒရမဲ အမွေနှစ်ဖြစ်ရှောက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ထိုင်းလိုပဲနောက်ထပ်ခြေလှမ်းသွားတဲ့နဲ့မြန်မာနိုင်ငံမှာ standard history ရေးနိုင်ဖို့တိတ်ကိုရေးကြည့်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်မကအတိမျှဝေပေးချင်ပါတယ်ရှင်။